personal development နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုမျှဝေပြီးသွားပါမယ်။ဒီနေ့ကပြောမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့စိတ်မိမိရဲ့စိတ်ကိုပျော်ရွှင်အောင်ဘယ်လိုကြင်ကြံနေထိုင်ရမလဲဆိုတဲ့အကြောင်းလေးကို sharing လုပ်ပေးပါမယ်။ဒီ video လေးမှာလေးကြိမ်ခန်းလေးတွေနည်းနည်းပါတယ်ပေါ့နော်။ဒါလေးတွေကိုသေချာလေး like လုပ်ကြည့်ပေးပါ။တကယ်အကျိုးရှိပါလိမ့်မယ်။အဲ့တော့ကျွန်တော်တို့ကဒီစိတ်ပိုင်းဆိုင်ရာကဲပျော်ရွှင်အောင်ဘယ်လိုကြင်ကြံနေထိုင်ရမလဲပေါ့နော်။ ဲ့တော့ကိုကိုကိုအရင်မေးကြည့်ပါဘယ်အရာကကိုကိုပျော်ရွှင်စေတာလဲအဲကျွန်တော်အခုပြောတဲ့အချိန်မှာတမနစ်စဉ်းစားပေးပါကျွန်တော်အခုဗီဒီယိုလေးကိုရက်ပြီးတော့တမနစ်လောက်ခဏစဉ်းစားပေးပါစဉ်းစားပြီးတော့အခုဗီဒီယိုလေးရဲ့ comment မှာကိုကိုစိတ်ပျော်ရွှင်စေတဲ့အရာကိုရေးထားပေးခဲ့ပါဒါဆိုရင်ကိုကဘာကိုစိတ်ပျော်ရွှင်စေလဲဆိုတာ ပေါ်မပေါ်အဖြေသိရပါလိမ့်မယ်အဲ့တော့တမနစ်ကျွန်တော်ဗီဒီယိုခဏရက်ပြီးတော့စဉ်းစားပေးပါပြီးရင်ကျွန်တော်ဗီဒီယိုလေးရဲ့ comment မှာရေးပေးခဲ့ပါအဲ့တော့ကဲတမနစ်ဒါစဉ်းစားပြီးပြီဆိုရင်တချို့ကိုယ်စိတ်ကိုပျော်ရွှင်စေတဲ့အရာကဘယ်အရာလဲဆိုတာသိတဲ့လူရှိမယ်မသိတဲ့လူလည်းရှိမယ်မသိတဲ့လူလည်းရှိမယ် ကျွန်တော်ထင်သလောက်တချို့အများစုကိုတကယ်ဘာကိုပျော်ရွှင်နေလဲဆိုတာသိချင်မှသိလိမ့်မယ်သိချင်မှသိလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့လှုပ်ချင်တာတွေများနေတာရှိမယ်ဘာဖြစ်လို့မသိနိုင်လဲဆိုတော့ကိုဖြစ်ချင်တာတွေများနေတာရှိမယ်ပြီးတော့ကိုတကယ်ဘာကိုပျော်ရွှင်စေတာလဲကိုရဲ့စိတ်ကိုဘာပဲအရာကပျော်ရွှင်စေတာလဲတကယ် မသိတဲ့လူရှိနိုင်တယ်သိတဲ့လူကတော့လူနည်းစုပဲဖြစ်မယ်လို့ကျွန်တော်ယူဆတယ်ပေါ့เนาะအဲ့တော့ကျွန်တော်တို့ဘယ်အရာကပျော်ရွှင်စေတာလဲဒါအခုပြောပြပေးမယ်ပေါ့เนาะဘယ်အရာပျော်ရွှင်စေတာလဲဘယ်အရာပျော်ရွှင်စေတာဆိုတော့တစ်အချက်ကဒီဒါကျွန်တော်တို့ဖစ်တန်းကောက်ရင်တော့ပတ်စံရ main ထဲမှာပါနေတယ်စိတ်ပျော်ရွှင်စေတာမှာပတ်စံရထိတ်ဆုံးကပါနေတယ်ပတ်စံရတဲ့ဒုတိယမိသားစုမိသားစုရတတိယအလောက်ကင်ပါတယ် စဒုထအချက်ကလူမှုရေးပြင်ပင်စင်မအချက်ကချစ်သူတဲ့ဒီ၅ချက်ပေါ့ဒီ၅ချက်မှာကိုကဘယ်ထဲမှာဘယ်အရာမှာပါလဲဘယ်အရာကိုစိတ်ပျော်ရွှင်လဲဆိုတာစဉ်းစားကြည့်လို့ရတယ်ဒါကတော့ကျွန်တော်တို့ကဒါစိတ်ပျော်ရွှင်စေတဲ့အရာကို၅ခုပဲအကြံဉာဏ်ခွဲထားတဲ့တဘောပေါ့နော်အဲ့တော့ကျွန်တော်တခုပြောချင်တာကစိတ်အဓိကတော့မိမိစိတ်ပျော်ရွှင်တာက ဒါကျွန်တော်ကျွန်တော်ကျွန်တော်တကူရေးအမြင်နဲ့ပေါ့နော်အမြင်နဲ့ပြောပြမယ်ဆိုမိမိစိတ်ပျော်ရွှင်စေတာကကိုကိုတိုင်းပဲမူတည်တယ်လို့ကျွန်တော်ကတော့ယူဆတာပေါ့နော်ကိုကိုကိုပဲမူတည်တယ်အဲကျွန်တော်တို့အဓိကကတော့ကျွန်တော်တို့ဘာပဲလှုပ်လှုပ်ဘာပဲကျွန်တော်တို့ကြည်ကြည် abandon ဆိုတဲ့စိတ်ကလေးတစ်ခုထားနိုင်ရင်ဒါအများကြီးကျွန်တော်တို့စိတ်ကိုပျော်ရွှင်စေနိုင်တယ် abandon ဆိုတာတကယ်ပြောရရင်တော့ကျွန်တော်တို့ ဟိုအ내တိတ်ပဲဖွင့်မယ်ဆိုရင်တော့ကိုကိုကိုတကယ်ကတော့ဟိုတကယ်ပြောရရင်ဘယ်လိုပြောရမလဲ abandon ဆိုတာကိုကိုကိုကျေနပ်တဲ့အတိုင်းတာတစ်ခုပေါ့ကိုတတ်မှတ်တာပေါ့နော်ဟိုဟိုကို level တစ်ခုပေါ့ဥမာကိုပတ်စံဘယ်လောက်ရရင်ကို abandon ဒီလောက်ရရင် ကိုကျေနပ်ပြီအဲကိုအလောက်ကိုင်ဘယ်လောက် လောက်ရရင် ကိုကျေနပ်ပြီအခုက level အမြင့်ရင်သွားတာမျိုးမဟုတ်ဘူးဒါဒါကိုကျွန်တော်တို့က abandon လို့ခေါ်တယ် abandon ဆိုတာကျွန်တော်တို့ကျေနပ်တဲ့အနေအထားပေါ့တကယ်ပြောရရင်လွယ်လွယ်ကူကူဒါညမာလို့ပြောမယ်ဆိုရင်တော့ ကိုစိတ်ကြည်နဲ့တဲ့အနေအထားကိုကိုကို confidence ရှိတဲ့အနေအထားဒါကိုကျွန်တော်တို့က abandon လို့ခေါ်တယ်အဲ့တော့ကျွန်တော်တို့ကဓာတ်တွေကိုကျွန်တော်တို့ဟိုဟိုရောက်ရဲတင်းတိမ်တယ်လို့လည်းခေါ်တာပေါ့နော် abandon သွားရောက်ရဲတင်းတိမ်တယ်လို့လည်းခေါ်တယ်ကျွန်တော်ကြည်နဲ့တဲ့အနေအထားဒါမှမဟုတ်ရောက်ရဲတင်းတိမ်မှုအနေအထားပေါ့ရောက်ရဲတင်းတိမ်တာတယောက်နဲ့တယောက်မတူဘူးအာတချို့ကြတော့အာကိုကအလောက်ကိုင်းအာဘွဲဘလောက်ရမှမလို့ရမှအဲတချို့ကြတော့လေ ကိုအနေထားတစ်ခုအာပွဲတစ်ခုရရင်ဒါချိန်နဲ့မယ်အဲတချို့ကြတော့လည်းပတ်စံကိုဘလောက်အနေထားတစ်ခုရရင်ကိုလုံချုံပြီးကိုကိုကိုကျွန်တော်တို့ confidence ရှိတဲ့အချိန်ကိုကိုကိုရောက်ရဲတဲ့ဥစ္စာကိုကျွန်တော်တို့က abandon လို့ခေါ်တယ်အဲ့တော့ကျွန်တော်တို့ကအမြင့်အများကြီးကျွန်တော်တို့မှန်းရင်တော့စိတ်ညစ်ရမှာပေါ့ကိုနိုင်တဲ့အနေအထားဝင်ကိုတော့ကျွန်တော်တို့ထမ်းမရမယ်အဲဥပမာအဲကျွန်တော်တို့ကနေပြီးတော့အာခုနဟိုအရန်ချမ်းတာတဲ့အာခုနက ဟိုဘီလီယံနာကြီးမီလီယံနာကြီးဖြစ်ချင်တယ်အဲဥပမာအီလိုမက်တို့လိုအီလိုမက်တို့လိုဟာဟိုဟိုအများကြီးချမ်းသာချင်တယ်ဒါဆိုရင်မဖြစ်နိုင်ဘူးမဟုတ်ဘူးဖြစ်နိုင်တယ်ဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့ကိုယ့်ရဲ့အနေအထားနဲ့ချိန်ရတာပေါ့အဲကိုကအနေအထားတစ်ခုမှာကိုအနေအထားတစ်ခုလောက်ရရင်ကြည်နှက်လို့ရတဲ့အနေအထားသွားမှာစိတ်ပျော်ရွှင်နိုင်မယ်အာဥပမာဟိုကျွန်တော်ကနေပြီးတော့ကဲကျွန်တော်အခုဆရာဝန်ကနေပြီးတော့အီလိုမက်လိုမျိုးကြီးငါချမ်းသာရမယ်အဲ့လိုသွားမှန်းလို့ ဒါမရနိုင်ဘူးပေါ့ကို့အနေထားပေါ့ပူတည်တာပေါ့ကို့ရဲ့အခြေအနေကိုကိုသိမှရမယ်အဲ့တော့ဒါကိုကျွန်တော်တို့ကရောက်ရဲမှုတင်းတိမ်မှုလို့ခေါ်တယ်ဒါကကျွန်တော်တို့က abandon ထဲမှာပါတယ်မဖြစ်နိုင်တာကိုမန်းရင်တော့ကျွန်တော်တို့လုံရင်းလုံရင်းနဲ့မဖြစ်လာရင်မဖြစ်လာမလဲဆိုတော့စိတ်တက်ကြလာမယ်စိတ်တက်ကြလာရင်ကျွန်တော်တို့စိတ်ကအလိုလျောက်ပျော်ရွှင်တော့မှာမဟုတ်ဘူးဒါပဲရှင်းရှင်းလေးပဲဟုတ်ပြီเนาะဒါတော့ကျွန်တော်တို့ကပျော်ရွှင်အောင်ကျွန်တော်တို့ လုံနိုင်တဲ့အလေးချင်းလေးတွေတော့ရှိတယ်အလေးချင်းလေးတွေတော့ရှိတယ်အလေးချင်းလေးတွေကဘာတွေလဲဘာတွေလဲဆိုတော့ကျွန်တော်တို့ကပြုံးပါတဲ့ပြုံးပါတဲ့အမြဲတမ်းပြုံးနေရင်ကိုယ့်ရဲ့အပြုံးကလူတွေကိုကူးဆက်တယ်လူတွေကူးဆက်ရင်လူတွေလည်းစိတ်ပျော်ရွှင်တယ်လူတွေစိတ်ပျော်ရွှင်ရင်ကျွန်တော်တို့ကိုဆက်ဆန္ဒကလည်းလူမှုပတ်ဝန်းကျင်မှာဆက်ဆန္ဒကလည်းကျွန်တော်တို့ပို့ပြီးတော့ချစ်ခင်လာမယ်ပို့ပြီးခင်မင်လာမယ်ဒါဆိုရင်ကျွန်တော်တို့ကလုပ်ငန်းဆောင်တာလုပ်တဲ့အချိန်မှာကျွန်တော်တို့ကပြုံးနေရင် ဒါဆိုရင်ကျွန်တော်တို့ကစိတ်ပျော်ရွှင်ခြင်းတမျိုးပဲဒါကတော့လူမှုရေးမှာပါတာပေါ့နော်နောက်တစ်ခုကရီမောပျော်ရွှင်ပါတဲ့ရီမောပျော်ရွှင်ပါဆိုတာကျွန်တော်တို့ရဲ့မိသားစုတွေနဲ့အချိန်ပေးတာမျိုးမိတ်ဆွေတွေနဲ့အချိန်ပေးတာမျိုးအမြဲတမ်းမိသားစုနဲ့တွေ့ရင် စကားလေးတွေဝိုင်းဖွဲ့ပြောမယ်အဲသူတို့နဲ့ရီမောပျော်ရွှင်မယ်ဆိုရင်မိသားစုကိုကျွန်တော်တို့ကအပျော်တွေကူးဆက်တယ်အဲမိသားစုကအပျော်က feedback အနေနဲ့ကျွန်တော်တို့စီကိုပြန်လာတယ်ဒါဆိုရင်ကျွန်တော်တို့ကလည်းပျော်ရွှင်နေမှာပေါ့ဒါကတော့ကျွန်တော်တို့ကအမြဲပျော်ရွှင်မှာနောက်တစ်ခုကကျေးဇူးတင်တတ်ပါစေတဲ့ ကျေးဇူးတင်သက်ပါသေးတယ်ဆိုတော့ကျွန်တော်တို့ကတခုခုဥမာဟိုကျွန်တော်တို့စားတောက်ဆိုင်သွားတယ်အဲဝိတ်တာပစည်းချတယ်ကျွန်တော်တို့ဟိုမုတ်တွေချပေးတယ်အဲဒါဆိုရင်ကျွန်တော်တို့ကကျေးဇူးပါအဲဒါမျိုးတခုပြောလိုက်တာကသူ့ရဲ့စိတ်မှာပါဖြစ်သွားလဲဆိုတော့ဒါစိတ်ချမ်းသာတာဖြစ်သွားနိုင်တယ်စိတ်ကိုပျော်ရွှင်သွားစေတယ်အဲ့တော့ကျွန်တော်တို့ကိုလည်းဒီဘက်ကသူတို့ရဲ့ feedback ကပြန်လာတော့အကောင်းပဲရောက်တယ်ဒါကတော့ဒါကျွန်တော်တို့အကြံအမြင်ပြောတာပေါ့နော်ကျွန်တော်တို့ဥပမာမိသားစုမှာပဲဖြစ်ဖြစ်အဲကျွန်တော်တို့အဖေရှိသေးတယ်အမေရှိသေးတယ် အဲတချို့အဖိုးရှိသေးတယ်အဖွားရှိသေးတယ်ဒါတွေကိုကျွန်တော်တို့ကကျေးဇူးတို့ဒါရှိနေပေးလို့ဒါကျွန်တော်တို့ကျေးဇူးတင်တာမျိုးဖြစ်တဲ့နေပေါ့နော်အဲ့လိုဖြစ်ချင်းအားဖြင့်ဘာဖြစ်လဲဆိုတော့ဒီကျေးဇူးက feedback အနေနဲ့ကျွန်တော်တို့စိတ်ကိုပြန်ပြီးတော့ပျော်ရွှင်စေနိုင်တယ်ဒါကတော့နံပါတ်3ချက်အနေနဲ့ကျွန်တော်တို့ကကျေးဇူးတင်တတ်ပါစေတဲ့နံပါတ်4ချက်အနေနဲ့ကတော့အများအနေနဲ့ကျွန်တော်တို့ positive thinking အကောင်းဘက်ကပဲတွေးတာဟိုကောင်းတယ်အဲကျွန်တော်တို့ကိစ္စတစ်ခုဒါဟိုတွေးတဲ့ပုံ မတူရင်ပြောင်းလဲသွားတာပေါ့ပြောင်းလဲသွားတာပေါ့အဲတချို့ကကျွန်တော်တို့ကိစ္စတစ်ခုခုဖြစ်တယ်ကိစ္စတစ်ခုခုဖြစ်တယ်ဆိုရင်ကျွန်တော်တို့ကအာဟိုစိတ်ဆိုးမယ်ဒေါသထွက်မယ်ဒါဆိုရင်ကျွန်တော်တို့ကစိတ်မပျော်ရွှင်ရတော့ဘဲနဲ့ဘာဖြစ်သွားလဲဆိုတော့စိတ်ဆိုးဒေါသထွက်တာနဲ့စိတ်မကြည်မလင်းဖြစ်သွားနိုင်တယ်အဲတချို့ကိစ္စဖြစ်လာရင်ကျွန်တော်တို့ကဟာအကောင်းလေးနဲ့ကိုကဖြည့်သွေးပေးလိုက်တယ်အဲဒါတချို့ဟာဒါငါ့ကိုကြောသွားတာပဲအဲဒီလိုမျိုးပေါ့ဥမာတစ်ခုခုကိုဟိုခုန ဒါဟိုစီးပွားမှာပဲဖြစ်ဖြစ်အဲကျွန်တော်တို့အလုပ်ဟိုစီးပွားရေးမှာပဲဖြစ်အလုပ်ကင်တွေစီးပွားရေးတွေအဲအကြောင်းမှာပဲဖြစ်ဖြစ်ပေါ့အနေဆုံးအဲသူထက်ဟိုမှာကိုထက်တာဝါတယ်အဲဥပမာကိုကကဲအဆင့်တက်ရနေတယ်အဲတခြားလူအဆင့်တက်ရသွားရင်အဲကိုကမနာလိုစိတ်ဖြစ်သွားရင်ကိုဘက်မှာဘာဖြစ်သွားလဲဆိုတော့ဒါဒါစိတ်ဆိုးစိတ်တူဒေါသထွက်တာဖြစ်သွားပြီအဲ့တော့ကိုဘက်ကဘာဖြစ်သွားလဲဆိုတော့သူ့ပေါ်မှာမကောင်းတဲ့စိတ်ဖြစ်သွားပြီအဲ့တော့သူနဲ့ကိုနဲ့ဆက်ဆံရေးอ่ะ ဒါမကောင်းနိုင်တော့အဲ့တော့ကိုကအကောင့်ဘက်လေးကဖြည့်သွေးရမယ်အန်ဒါငါနည်းနည်းလေးလိုအပ်ချက်ရှိသွားလို့ဒါသူကြော်ဝါတာဒီလိုမျိုးပေါ့အဲ့လိုမျိုးအကောင့်မြင်စိတ်ဖြစ်လိုက်ချင်းအားဖြင့်သူ့အတွက်လေကိုကပို့ပြီးတော့ဗာဖြစ်လာလဲဆိုတော့ဒါခေမင်းရင်းနေတာပိုကောင်းလာတယ်သူကနေပြီးတော့သူ့ရဲ့အကြောင်းအရာလေးတွေကိုလေသူကမျှဝေပေးလာနိုင်တယ်ဒါကတော့ကျွန်တော်တို့ကဒီအကောင့်မြင်တဲ့ဘက်ကသွေးဖို့လိုတယ်အာနောက်တစ်ခုကကျွန်တော်တို့ကပြစ်ဖို့ပန်တက်တက်มาပဲနေတဲ့အာဒါလည်း တရားကြည့်နေပြိတော့တရားကြည့်နေတဲ့မိတ်ဆွေတွေတွေ့ဘူးကြလိမ့်မယ်ကျွန်တော်တို့တချို့အတိတ်မှာပြိမိနေတာဟမ်တချို့တခုခုကျွန်တော်တို့မှဟိုစီးပွားရေးပဲဖြစ်ဖြစ်ကျွန်တော်တို့လောက်ကင်မှားယွင်းတာမှားယွင်းသွားပြီးတော့အဲကျွန်တော်တို့ဥမာတချို့ဆင်းရဲသွားတာမျိုးအဲဒါကိုကျွန်တော်တို့ကအတိတ်မှာပဲပြိမိပြီးနောင်သားရနေမယ်အစားပေါ့ပြစ်စုံပန်တက်တဲ့အခုဘာဖြစ်နေလဲကိုဘာကိုထတ်လို့မလဲဒါမျိုးစူးစမ်းတာမျိုးပေါ့နော်ဒါက ျွန်တော်တို့ကပြည့်စုံပံမှာနေတာပေါ့နောက်နောက်တစ်ခါကကြတော့ကျွန်တော်တို့ကတချို့လူတွေရှိတယ်အနာဂတ်ကိုပဲထိုင်စင်စားနေတာအနာဂတ်မှာငါဘာလုပ်ရမှာလဲဘာဖြစ်မှာလဲဒီလိုမျိုးကြီးပဲထိုင်စင်စားနေကိုပြည့်စုံပံမှာလှုပ်ရှားရှိလှုပ်မှာအနာဂတ်ဆိုတာဖြစ်လာမှာအဲဒီတဘောပဲအဲ့တော့ပြည့်စုံပံကိုတဲတဲကြီးမှရမယ်အဓိကတော့အဲ့တော့ပြည့်စုံပံမှာကိုလှုပ်မှာအနာဂတ်ဆိုတာဖြစ်လာမှာအဲ့တော့ကျွန်တော်ပြည့်စုံပံမှာကောင်းအောင်လုပ်ရင်အနာဂတ်ဖြစ်မယ်ပြည့်စုံပံမှာကောင်းအောင်လုပ်ထားရင်အတိတ်ကလည်းကောင်းနေမှာပဲဒီတဘောပဲ ါကတော့ကျွန်တော်တို့ကစိတ်ပျော်ရွှင်စေတဲ့ဒါအလေးအကျင့်နေပေါ့နောက်တစ်ခုကကျွန်တော်အစားအသောက်ဆိုတာရှိသေးတယ်စိတ်ပျော်ရွှင်စေတဲ့အစားအသောက်ဆိုတာရှိသေးတယ်အဲ့တော့အစားအသောက်လေးတွေကဘာတွေလဲဘာတွေလဲဆိုတော့ကျွန်တော်တို့ကစက်သားပါတယ်အသားတကယ်တော့အသား၅ပေါ့အသား၅မှာမှစက်သားအဓိကစက်သားကကျွန်တော်တို့ကပရိုတင်းဓာတ်ပါတယ်ပရိုတင်းဓာတ်ပါတော့ခန္ဓာကိုယ်ရဲ့အိုင်းအင်အစ်စ်တွေကိုပြန်လည်ဖြစ်စေတယ်ပရိုတင်းကကျွန်တော်တို့ကကြွက်သားဖြစ်တဲ့အတွက်မာဆယ်မာဆယ်တက်လာမှာမာဆယ်တွေပြန်တက်လာတော့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ရဲ့လိုအပ်တဲ့ အင်အားတွေကိုဖြည့်ပေးနိုင်တယ်ဒါကတော့ကျွန်တော်တို့ကအသားအနေနဲ့ဆိုရင်ကြက်သားငါးအနေနဲ့ဆိုဆော်မွန်ဆော်မွန်လည်းကောင်းတယ်ဆော်မွန်ကကျွန်တော်တို့က omega 3ဓာတ်တွေပါတယ် omega 3ဓာတ်ကကျွန်တော်တို့ရဲ့စိတ်ခွန်အားတွေကိုဖြစ်စေတယ်တဲ့ပြီးတော့ကျွန်တော်တို့အရွက်မှာဆိုရင်ဟင်းနုနယ်ရွက်ပါတယ်ဟင်းနုနယ်ရွက်ကကျွန်တော်တို့က serotonin ဟော်မုန်းထွက်စေတယ် serotonin ဟော်မုန်းထွက်စေတယ် serotonin ဟော်မုန်းထွက်စေတယ် serotonin ဟော်မုန်းကို control လုပ်ပေးနိုင်တယ်အဲ့တော့ serotonin hormone ကနေကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့ serotonin hormone ဆိုတာကျွန်တော်တို့ပျော်ရွှင်ခြင်း hormone ထဲမှာပါတယ်အဲ့တော့ serotonin hormone ကထွက်စီတော့ကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့စိတ်ကိုပျော်ရွှင်စေမယ်နောက်တစ်ခုကကျွန်တော်တို့ကနွားနို့နွားနို့ကကျွန်တော်တို့က iodine ဓာတ်တွေပါတယ်တင်းဓာတ်တွေပါတဲ့အတွက်သူက thyroid hormone level ကိုထိန်းချုပ်ပေးနိုင်တယ်အဓိကတော့ iodine ပါရင်ကျွန်တော်တို့က thyroid gland က thyroid hormone ထွက်တဲ့ဖြစ်စဉ်ကိုကူညီပေးတာ ਉਹ ကူညီပေးတော့ဒီ thyroid hormone ိုကျွန်တော်တို့က balance လုပ်ပြီးချင်းအဖြစ်ကျွန်တော်တို့ရဲ့စိတ်ကိုပျော်ရွှင်စေတယ်ဒါကတော့ကျွန်တော်တို့က no เนาะຫມູ່ကလည်းတဲ့ကျွန်တော်တို့ဒီစိတ်ကိုပျော်ရွှင်စေတဲ့အထဲမှာပါတယ်ပေါ့ຫມູ່ကပြီးတော့ chocolate 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 ကကျွန်တော်တို့ကသူ့ရဲ့ဒီဓာတ်ကိုကစိတ်ကိုပျော်ရွှင်စေတယ်နောက်တစ်ခုကပြားရည် ပြားရည်ကကျွန်တော်တို့တကြားတက်ပါတယ်အဲ့ဒီတကြားတက်ကကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကိုတကယ်ပြောရရင်တော့စွမ်းအင်နေဖြစ်စေတဲ့တကြားတက်ပေါ့အဲ့ဒီကနေလဲကျွန်တော်တို့စိတ်ကိုပျော်ရွှင်စေတယ်နောက်တစ်ခုကငြိမ်သည်တဲ့ငြိမ်သည်အဲ့ကြောင့်တချို့ဝမ်းနေတယ်ပါတယ်ဆိုကျွန်တော်တို့အဆက်စားကြတာသိဘူးလားမသိဘူးအဲ့လားတော့အဲ့လားသူကဘာကြောက်လဲဆိုတော့ဒီငြိမ်သည်မှာကက်ဆိုင်ဆင်းဆိုတဲ့ဓာတ်ကလေးပါတယ်အဲ့ဒီဓာတ်ကကျွန်တော်တို့ကိုအန်ထရိုဖင်ဟော်မုန်းဆိုတာထွက်စေတယ် ်အန်ထရိုပင်ဟော်မုန်းဆိုတာကျွန်တော်တို့ရဲ့ပျော်ရွှင်ခြင်းဟော်မုန်းထဲမှာပါတယ်ပျော်ရွှင်ခြင်းဟော်မုန်းထဲမှာပါတယ်အဲ့ဒီဟော်မုန်းထွက်စေတဲ့အတွက်ကျွန်တော်တို့ကစိတ်ကိုပျော်စေနိုင်တယ်တဲ့ပြီးတော့နောက်တစ်ခုကအုံးရီအုံးရီအုံးရီကလည်းကောင်းတဲ့အချက်မှအများကြီးပါတယ်အုံးရီကလူရဲ့အုံနောက်ကိုကြည်လင်လန်းဆန်းစေပြီးတော့ကျွန်တော်တို့စိတ်တက်ကြတာတွေကိုရော့ကြစေတယ်စိတ်ကိုပျော်ရွှင်စေတယ်ဒါကတော့ကျွန်တော်တို့ ီစိတ်ကိုပျော်ရွှင်စေတဲ့အစားအသောက်ပေါ့နော်ထူးခြားတာအဲစိတ်ကိုပျော်ရွှင်စေတဲ့အစားအစာရှိတယ်ပေါ့နော်အစားအစာရှိတယ်ပြီးတော့ကျွန်တော်တို့အလေးအကျင့်တွေရှိတယ်ဒါလေးတွေလောက်သွားရင်ကျွန်တော်တို့ကဒါဒါစိတ်ပျော်ရွှင် စိတ်ပျော်ရွှင်စေမှာပေါ့နော်ဒါအပြင်ကျွန်တော်လေးကျင့်ခံလောက်တာတခုရှိသေးတယ်ကျွန်တော်လေးကျင့်ခံ exercise ပေါ့ exercise ကကျွန်တော်လှုပ်ခြင်းက happy hormone လို့ခေါ်တဲ့ကျွန်တော်တို့ dopamine serotonin anthropin oxytocin ဒီဟော်မုန်းတွေအကုန်ထွက်စေတာအဲ့တော့လေးကျင့်ခန်းနဲ့ယောဂနဲ့သွဲရင်ဒီဟော်မုန်း၄ခုလုံးထုတ်နိုင်တယ်ထုတ်နိုင်တယ်တကယ်ကျွန်တော်အရင်ဗီဒီယိုမှာပြောဦးမယ်ဒီ happy ဟော်မုန်း၄ခုလုံးထုတ်နိုင်တာကကျွန်တော်တို့ကဒီလေးကျင့်ခန်းနဲ့ယောဂကနေ happy ဟော်မုန်း၄ခုလုံးထုတ်နိုင်တာတူတူခုပဲရှိရတယ်တကယ်ကအဲ့လိုဆိုတော့လေးကျင့်ခန်းလှုပ်ခြင်းကလည်းကျွန်တော်တို့စိတ် ချမ်းမာရေးစိတ်ပေါ်အဓိကစိတ်ချမ်းမာရေးစိတ်ကိုပျော်ရွှင်စေဖို့ကြင်ကြံနေထိုင်တဲ့နီလန်းထဲမှာအကောင်ဆုံးအချက်ထဲမှာပါတယ်ဒါကတော့အပိုဆောင်ပေါ့နော်လေးကျင်ခန်းကအဲ့တော့လေးကျင်ခန်းဆိုဘာတွေပြောရမလဲလေးကျင်ခန်းဆိုကျွန်တော်တို့ကဟိုလိုဂျင်ဆော့တာလည်းပါတာပေါ့ဒါကတော့ပါတယ်ယောဂပါတယ်အဲကျွန်တော်လမ်းလျှောက်တာပါတယ်အနေအဆုံးလမ်းလျှောက်တာစပိန်စီးတာအာအကုန်ပါတယ်ကျွန်တော်တို့ ပြေးတာ jogging လောက်တာဒါတွေလည်းအကုန်ပါတယ်လေကျင့်ခန်းကကျွန်တော်တို့ဒီကျွန်တော်ဂျင်သွားမှဒါလေကျင့်ခန်းရဲ့မဟုတ်ဘူးအဲအဲကျွန်တော်လမ်းလျှောက်တာမျိုးတနေ့ကိုနိုင်ွက်လောက်အနေဆုံးလမ်းလျှောက်ပြီးတာမျိုးအကျော်လျှော့တာမျိုးအဲဒါမျိုးတွေလည်းပါတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီစိတ်ကိုပျော်ရွှင်စေအောင်ဘယ်လိုကျင့်ကြံနေထိုင်ရမလဲဆိုတဲ့အကြောင်းလေးပေါ့နော်အဲ့တော့ကျွန်တော်ခုန10မိနစ်နားထားရတယ်ပေါ့နော်10မိနစ်နားပြီးတော့ဒီ comment လေးမှာကိုယ်စိတ်ကိုဘယ်အရာကပျော်ရွှင်စေတာလဲဆိုတာလေးတော့ comment လေးမှာရေးပေးခဲ့အောင်เนาะအဲ့တော့အခုဗီဒီယိုလေးကနေပြီးတော့ဘူသူတာတွေရရှိသွားမယ်လို့မျှော်လင့်ပါတယ်ဘူသူတာရရှိသွားတယ်ဆိုရင်တော့ထုံးစံတိုင်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးပါအောင်ခင်ဗျာအခြားသွားချက်မိုင်းနဲ့ပတ်သက်တဲ့သိချင်တဲ့အကြောင်းအရာလေးရှိရင်လည်းအခုဗီဒီယိုရဲ့ comment လေးရဲ့အောက်မှာမေးထားပေးခဲ့လို့ရပါတယ်အဲ့ဒီအကြောင်းအရာလေးတွေလည်းထပ်ပြီးတော့ကျွန်တော်တို့နောက်ဗီဒီယိုလေးမှာ sharing လုပ်ပေးသွားပါအောင်မယ်ခုနက3မိနစ်နားထားတဲ့အချိန်မှာကိုပျော်ရွှင်တဲ့အကြောင်းအရာလေးတွေကိုခေါင်းထဲကထွက်ပြီးဆိုရင်အခုကျွန်တော်တို့ဒီဗီဒီယိုလေးရဲ့ comment မှာ ရေးထားပေးခဲ့ရမယ်เนาะအဲ့တော့ကျွန်တော်ဒေါက်တာအောင်သူပါမင်္ဂလာရှိတဲ့နေ့လေးတွေကိုပိုင်ဆိုင်ကြပါစေခင်ဗျာ